ြန်မာနိုင်ငံချင်းမီနယ်ဟာခါမြို့မှာမိုးဖောက်ခဲ့တဲ့ချင်းလူငယ်လေးဂျော်ရှူအာဘန်ဟာ USC မှာချန်ပီယံဖြစ်ဖို့အတွက်လက်တကန်းလူကိုရောက်ရှိနေပြီလည်းဖြစ်ပါတယ်အသက်23နှစ်အရွယ်ချင်းလူငယ်လေးဂျော်ရှူအာဘန်ဟာ USC Flying Wing မှာထိုးသက်နေခဲ့တာဖြစ်ပြီးအရက်မြင့်၅ပေ၅လက်မှာ Professional Fighter ဘောကစုစုပေါင်း18ပွဲထိုးတက်ခဲ့တာဖြစ်ပြီး15ပွဲနိုင်2ပွဲရှုံးနေထားတာလည်းဖြစ်ပါတယ်။နောက်ဆုံးထိုးတက်ထားတဲ့ပွဲကတော့ American နိုင်ငံသား Brandon Roma နဲ့ထိုးတက်ခဲ့တာဖြစ်ပြီးပွဲကလည်းအတော်လေးကိုကြီးကောင်းခဲ့ပါတယ်။တတိယချီပြီးကန်ဒီမှာတော့မာလွန်ပါတယ်ဆိုတဲ့ Brandon Roma လည်း Joshua Ban ရဲ့အနီးကပ်တိုက်ခိုက်မှုတွေအောက်မှာခုခံနေရပြီးပွဲပြီးမှာတော့ဒိုင်တွေကအပြတ်တက်နေပဲ Joshua Ban ကိုနိုင်ပြီးခဲ့တာလည်းဖြစ်ပါတယ်။ ခုလက်ရှိ Flyweight Champion ပန်တိုးချကတော့ဒီလူငယ်လေးဟာအရွယ်ငယ်ပြီးအောင်မြင်မှုကိုစားလောင်နေတဲ့လူငယ်လေးဖြစ်တယ်။အရင်ကကျွန်တော်တွေ့ဆုံမှုတဲ့ Fighter လူလိုမဟုတ်ဘူး။သူကတည်တည်ငြိမ်ငြိမ်ပဲကစားတယ်လို့ပြောကြားထားပါတယ်။ UFC ဥက္ကဋ္ဌဒေနာဝိုက်ကတော့ Joshua Ben ကို Champion ဖြစ်ဖို့အတွက်အခွင့်အရေးပေးခဲ့ပြီးလော်ရော့ဆယ်တော့ Joshua Ben ကိုပန်တိုးချနဲ့ဘယ်လိုပုံစံမျိုးနဲ့ချင်းကပ်မလဲ၊ပွဲတယ်မလဲဆိုတာကျွန်တော်အနေနဲ့စဉ်းစားနေတယ်။ပရိသတ်တွေရဲ့တုံ့ပြန်မှုကိုအဓိကထားစဉ်းစားပေးပြီးစီစဉ်ပေးဖို့ရှိပါတယ်လို့ပြောကြားထားပါတယ်။ အသက်23နှစ်အရွယ်လူငယ်လေးဂျော်ရှူအာဘန်ဟာ USC Flyweight Champion ဖြစ်သွားမလားဆိုတာကတော့ကျွန်တော်တို့အနေနဲ့စောင့်ကြည့်သွားမှာလည်းဖြစ်ပါတယ်ခင်ဗျာ။